ကမ္ဘာစခုံပေါ်ကမြမအမှုပညာရှင်ကြီးဒီရှားပါတပ်ပုံဟောင်းလဲကမြမအမှုပညာရှင်ကြီးဟာအမေရိကန်သမ္မတရဲ့အထူးဧည့်သည်တော်အဖြစ်ဖိတ်ကြားခံခဲ့ရသူဆိုတာသင်သိပါသလားဒါကတော့1956ခုနှစ်ဧပြီလ3ရက်နေ့က အမေရိကန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲကမြင်ကွင်းတစ်ခုပါတပ်ပုံထဲမှာမြန်မာစစ်တပင်ဝတ်စုံအပြည့်အစုံနဲ့မြင်တွေ့နေရသူကတော့တခြားသူမဟုတ်ပါဘူးမြန်မာစစ်တပင်လောကရဲ့နေတစုလက်တစုဖြစ်ခဲ့တဲ့ Grey U ပိုးစိန်ရဲ့တာကနတ်စိန်ပဲဖြစ်ပါတယ်သူဟာအဲ့ဒီအချိန်ကအမေရိကန်သမ္မတရဲ့ချစ်ကြည်ရေးခရီးစဉ်တွင်ဧည့်သည်တော်အဖြစ်တွားရောက်ခဲ့ပြီးအမေရိကန်ပြည်သူတွေကိုမြန်မာလူပညာနဲ့ယဉ်ကျေးမှုရဲ့မဟာစံပုံခန်းနာပုံတွေကိုလက်တွေ့တွားရောက်ပြသခဲ့တာပါ။ ဒီပုံကတော့နိုင်ငံတကာကသတင်းထောက်တွေရှိမှမြမယဉ်ကျေးမှုအကောက်ကိုတင် जा ပြသနေတဲ့ရှားပါမှတ်တမ်းတစ်ခုပါပဲ။တစ်ချိန်ကကမ္ဘာစကုံပေါ်မှာမြမလူပညာနဲ့ကုံဆောင်ခဲ့တဲ့ပညာရှင်ကြီးတွေရဲ့ဒီလိုသမိုင်းဝင်ပုံရိပ်တွေကတကယ်ကိုတန်ဖိုးဖြစ်လို့မရပါဘူး။ဒီလိုစိတ်ဝင်စားစရာသမိုင်းဆိုင်ရာဗဟုသုတတွေစပီးသိချင်သေးရင်ကျွန်တော်ရဲ့ဖေချန်လုံးကို Like Follow လုပ်ထားခဲ့ဖို့မမေ့ပါနဲ့ဦးမြင့်နား။